ကျမ်းမာရေးအတွက်တော့ချက်စက်သွန်ပြူပြရည်စိန်တင့်ကျမ်းမာရေးကိုခုနှစ်ရက်အတွင်းအတိမာဆုံးမြင့်တင်ပေးနိုင်မဲ့လျှို့ဝှက်ချက်တစ်ခုဒါကတော့စက်သွန်ပြူစိန်နဲ့ပြားရည်ပေါင်းဆက်မှုပါပဲထူးဆန်းတဲ့ထင်ရပေမဲ့ဒီပစ္စည်းတစ်ခုပေါင်းဆက်လိုက်တာနဲ့ယောဂပိုးတွေကိုတိုက်ဖြတ်နိုင်တဲ့အစွမ်းထက်စေတလက်ဖြစ်လာတယ်ဆိုတာသင်သိပါသလားစက်သွန်ပြူကဘာတွေလုပ်ပေးနိုင်လဲ သူ့မှာဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိအပြည့်ရှိပါတယ်။နှလုံးရောဂါ၊တုတ်ကွေးနဲ့ကင်ဆာကိုပါကာကွယ်ပေးနိုင်တဲ့အာဟာရဓာတ်ပေါင်းစုံပါဝင်ပါတယ်။တနည်းအားဖြင့်သင့်ကိုခန်အားရဲ့စူပါဟီးရိုးပေါ့။ကြားရည်ကရောကြားရည်မှာကိုခန်အားမြင့်တင်ပေးတဲ့အန်ဇိုင်းတွေဗိုက်တာမင်နဲ့သတ္ထုဓာတ်တွေပါဝင်လို့ကိုလက်စထရောကိုရှော့ချပေးပြီးအစာခြေဖြတ်မှုကိုလည်းကောင်းမွန်စေပါတယ်။ကျွတ်တုံမြူပြားရည်စိန်ဘယ်လိုပြုလုပ်မလဲ။ စက်တုံဖြူအမွာ၃လေးခုကို အခွန်နွားပြီးဖန်ပူးရဲထဲပါ။ကြားရည်တစ်ခွက်လောင်းထည့်ပြီး၃ရက်လောက်စိန်ထားလိုက်အောင်ပါပဲ။အရန်လွယ်တယ်နော်။အရေးကြီးဆုံးအဆင့်9ရက်လောက်မနက်တိုင်းဘိုက်ထဲမှာဘာမှမရှိခင်ဇွန်တဇွန်စကြည့်ပါ။သင်္ခဏာကိုဟာပိုပြီးအရင်ပြေဝလာတာ၊ကျက်မာရေးပိုကောင်းလာတာကိုစတင်ခန်းစားလာရပါလိမ့်မယ်။သင်ရောစမ်းစားပြီးဘလို့ကောင်းကျိုးတွေရခဲ့လဲဆိုတာ comment မှာပြောပြပေးခဲ့ပါအောင်နော်။ ဒီလိုစိတ်ဝင်စားစရာအကြောင်းအရာတွေကိုထပ်ပြီးကြည့်ရှုကြနေဆိုရင် Knowledge World Channel ကို Like and Subscribe လုပ်ထားခဲ့ဖို့မမေ့ပါနဲ့နော်။နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်။ကျေးဇူးတင်ပါတယ်။